ဒိုဂျီရဲ့အသက်ငယ်ဆုံးဘလိုနီယောစံချိန်ကိုချိန်ချောက်နေသူလမိုင်းရမယ်။ဘလိုနီယောဆူရဲ့တမိုင်းမှာအသက်ငယ်ဆုံးချန်ပီယံဖြစ်မှတ်တမ်းဝင်ခဲ့သူကတော့ဘရာဇီးရဲ့ဂန်နဝင်တိုက်စင်မှုရော်နယ်ဒိုပါ။1998ခုနှစ်မှာသူတီဆုကိုရရှိချိန်မှာအသက်22နှစ်ကျော်ပဲရှိသေးတာကြောင့်ဒါဟာနှစ်ပေါင်း28နှစ်ကြာတဲ့အထိမချိုးဖြစ်နိုင်သေးတဲ့စံချိန်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ဘလိုနောကရဲ့အာယုံဆိုင်စီအလူငယ်ကျယ်ဝင်တဲ့ဦးကဒီစံချိန်ကိုစိန်ခေါ်ဖို့ထွက်ပေါ်လာခဲ့ပါတယ်။သူကတော့ဘာစီလိုနာနဲ့စပိန်လာရွေးချင်တင်းရဲ့တောင်းပန်တိုက်စင်မှုလမိုင်းရမယ်ပဲဖြစ်ပါတယ်။အသက်16နှစ်ကျော်သာရှိသေးတဲ့ရာမင်းဟာသူ့ရဲ့လင်းမြန်မှုကျွမ်းကျင်မှုနဲ့ ကိုဖန်နီနိုင်စံနေကြောင့်ကမ္ဘာပေါ်လုံးပြည်သက်တီကိုဆွဲဆောင်ထားနိုင်ပါတယ်။သူဟာအသက်ငယ်ဆုံးကစားသမားအဖြစ်စံချိန်များပြားကိုလည်းတင်ထားပြီးသားပါ။လက်တလောထပ်ပေါ်လာတဲ့2025ခုနှစ်ရဲ့ဘလွန်ဒီယောဆုအတွက်ရေပန်းစားသူများစီရင်မှာဂျာမေကထိတ်ဆုံးမှရက်တည်နေပါတယ်။ MG Booking Dining ရဲ့ခန်းမှန်းချက်အရသူဒီစုကိုရရှိနိုင်ချေ33ရာခိုင်နှုန်းထိရှိတယ်လို့ဆိုပါတယ်။ဒီရည်လီဘာပူးအသင်းကိုပရီးမီးယားလိချန်ပီယံဖြစ်အောင်ဒီကခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့မိုဟာမက်ဆာလာလိုကစားသမားမျိုးတောင်ဒီစုရရှိဖို့17ရာခိုင်နှုန်းသာရှိတာကိုကြည့်ရင်ဂျာမေရဲ့လာလာကဘလောက်ထိတောက်ပနေလဲဆိုတာကိုခန်းမှန်းနိုင်ပါတယ်။ ီနေ့ကောင်မှကျင်းပမဲ့ဘလွန်ရော့ဆူပေးပွဲမှာခံမှန်းထားတဲ့အတိုင်းရမဲလာဆူရရှိခဲ့မယ်ဆိုရင်သူဟာအသက်၁၈နှစ်နဲ့၃လဝင်းကျင်တာရှီအောင်မှာဖြစ်ပြီးရိုနယ်ဒိုရဲ့ဆန်ချိန်ကိုနှစ်နှစ်နီးပါးအတာနဲ့ချိုးဖြတ်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ရမဲဒီဆုကိုရမရဆိုတာကဒီအချိန်ကောင်မှဘာစီလိုနာအသင်းဘလောက်တိအောင်မြင်မှုရရှိမလဲဆိုတဲ့ပေါ်မှာမူတည်နေပါတယ်။ဒါမှရမဲဟာရိုနယ်ဒိုရဲ့ဆန်ချိန်ကိုချိုးဖြတ်ပြီးအသက်ငယ်ဆုံးဘလွန်ရော့ဆူရှင်ဖြစ်တမိုင်းဝင်မှတ်တမ်းတိရေးထိုးနိုင်မလားဆိုတာကတော့စိတ်ဝင်စားစောင့်ကြည့်ရမယ်အနာဂတ်ရဲ့အဖြစ်တစ်ခုပဲဖြစ်ပါတယ်။ करते हैं अमर पंचायत